မင်္ဂလာပါ English for Learner YouTube နဲ့ TikTok channel တို့ကနေပြီးတော့ပြန်လည်ကြိုဆိုပါရစေ။ဒီနေ့ဒီဗီဒီယိုမှာတော့ Diet and Nutrition with the basic တွေက6 paragraph နဲ့7 paragraph စာဝိုက်တွေကို standard analysis ပုံစံသုံးပြီးတော့ရှင်းပြပေးသွားမှာဖြစ်ပါတယ်။စာပေလေးကိုမရှင်းခင်မှာတခုလာ request လုပ်ရှင်ပါတယ်။ဒါကတော့ဒီ English for Learner channel ကအင်္ဂလိပ်စာနဲ့ပတ်သက်တဲ့အကြောင်းအရာတွေကိုစင်ဆက်မပြတ်တင်ဆက်ပေးသွားမယ် channel ဖြစ်တဲ့အတွက်ကြောင့်အင်္ဂလိပ်စာကိုစိတ်ပါဝင်စားတဲ့အဲတင်ယူသူများအားလုံးဒီ channel လေးကိုအဲ subscribe လုပ်ခဲ့ပေးပါ follow လေးလုပ်ခဲ့ပေးပါလို့တောင်းဆိုရင်းနဲ့တင်ကစားလေးကိုဆက်လိုက်ပါမယ် sit paragraph on the other hand ဆိုတာက congestion မှာ uh, unit and sorry g11 မှာတင်ခဲ့တဲ့ uh, contradicting idea ပါဒီ fifth paragraph ရှေ့မှာတော့ရှေ့ video ထဲမှာတင်ခဲ့တဲ့ fifth paragraph အခုကဒါ sixth paragraph ဆိုတော့စာပိုင်းတစ်ခုနဲ့တစ်ခုက opposite opposite အကြောင်းအရာတွေပါဒါကြောင့်မလို့အာဆက်ညင်ပဲအကြောင်းအရာတွေကိုရေးမှာဖြစ်တဲ့အကြောင်းမလို့ အဲဒီမှာ on the other hand ဆိုရဲ condition လေးကိုသုံးထားပါတယ် on the other hand there are certain kinds of food ဆိုရဲမှာ certain kinds of food certain kinds of food အဲဒါက collective noun ပါဒီဒီမှာတော့ certain ကအအရှုတော်ဆိုရဲ adjective ကို adjective adjective ဖြစ်တယ်ပေါ့နော်အရှုတော်ဆိုရဲအဓိပ္ပာယ်ကိုရပါတယ် certain kinds of food which are not good for it which are not good for us so that got related clause ရှိကိုညွှန်မယ် processed food battery additive နဲ့ရေးထားပါတယ် refined food ဒါလည်းပဲ battery additive ဆိုတော့ဒီမှာသိရမယ်စကားလုံးလေးက processed food ဆိုတော့ processed food ဆိုတဲ့အဓိပ္ပာယ်ကအစဉ်စဉ်ပြုပြင်ပြုလုပ်ထားသောအစားအစာတော့ process ကလာတာပါအဲ process ဆိုတာဒါ လုပ်ငန်းအစီအစဉ်တွေပြောတာအဲ့တော့ project က above လဲရတယ်နောက်လဲရတယ်အဲ့တော့ process ဆိုတာပြုလုပ်ထားတယ်ပြုပြင်ထားပြုပြင်ထားသည်ပြုလုပ်ထားသည်ဆိုတဲ့အဓိပ္ပာယ်ကိုရတယ်သူရဲ့ buff 1က process ပြုပြင်ထားသည်ပြုလုပ်ထားသည်ဆိုတော့အဲ့ဒါကိုမှ bath 3ရေးလိုက်တယ် process ဆိုတော့ဒါလေးက bath 3 adjective ပါအစဉ်စဉ်ပြုပြုပြင်ထားသောပြုလုပ်ထားသောအစားအစာများနောက်တစ်ခုက refined foods ဆိုတော့ဒီမှာလည်းပဲအတူတူပါပဲဒါ battery additive ပါ refine ဒီမှာသုံးထားတယ် refine ကဒါ battery additive refine food အဓိပ္ပာယ်လေးရတန့်စင်ထားသောအစားအစာများဒီမှာလည်းပဲသူ့ရဲ့ buff one က refine r e f i n e refine တန့်စင်ထားသောဆိုတဲ့အဓိပ္ပာယ်ကိုရတယ် and high cholesterol food ကဲဒီမှာဆိုတော့ high cholesterol ဒါကကျတော့အဲ hyperly ခံထားတယ်ဒါကကျတော့ adjective ပါ compound adjective ပါ high cholesterol food cholesterol တွေများသောအစားအစာများကဲဒါဆိုလို့ရှိရင်အတိတ်ပဲလေးကိုကြည့်ကြည့်အောင် on the other hand တခြားတစ်ဖက်မှာဆိုရင် there are certain kinds of food which are not good for it which are not good for it for it ကျွန်တော်တို့အတွက် which are not good for it. မကောင်းတော့ကောင်းကျိုးတွေမပေးတော့စာဒိန်ကိုင်းဆော့ဖူအစားအစာအမျိုးအစားအရှို they are ရှိပါတယ်ဆိုတော့ကျွန်တော်တို့အတွက်အာမသိလျော်တဲ့အစားအစာအမျိုးအစားတွေရှိပါတယ်ကဲဘာတွေလဲဆိုတော့စီမီကော်လန်နဲ့ရေးထားပါတယ်အဲ့တော့စီမီကော်လန်ရဲ့နောက်မှာ noun group တွေရေးပါပါဆိုတော့အစားအစာ၃မျိုးရေးပြထားပါတယ် processed food အစဉ်စဉ်ပြုပြင်ပြုလုပ်ထားသော အစားအစာများ refined food တန့်စင်ထားသောအစားအစာများ and ပြီးတော့ high cholesterol food cholesterol ဓာတ်များသောအစားအစာများဒီအစားအစာတွေဖြစ်ပါတယ်ဒီအစားအစာတွေက are not good for it နော် are not good for our health ကျန်းမာရေးနဲ့ကျန်းမာရေးအတွက်မကောင်းတဲ့အစားအစာတွေဖြစ်တယ်ပေါ့ဒါဆိုနောက်ထပ်ဝက်ကြောက်ကြည့်အောင် many processed food ပြုပြင်ထားသောအစားအစာများဆိုတော့ဒီမှာသူက၃ခုရေးထားတယ် processed food refined food high cholesterol food ၃မျိုးဖော်ပြပြီးတော့အဲတစ်မျိုးစီကိုသူဥပမာတွေနဲ့ရှင်းပြတော့မယ်ပေါ့နော်ကဲပထမတစ်မျိုးက many processed food processed food ကိုရှင်းပါအဲ့တော့ processed food ဆိုတာအစင်းစင်ပြုပြင်ထားတဲ့အစားအစာတွေကိုပြောတာပါဆိုတော့ဘယ်လိုမျိုးအစင်းစင်လုပ်ထားတယ်ဆိုတော့အာဥမာထားပါတော့အစားအစာကို အစားအစာကိုပြုတ်မယ်ကြော်မယ်ချက်မယ်နေပူလမ်းမယ်အေးခံမယ်အဲ့လိုမျိုးအစဉ်အဆက်ပြုပြင်ပြုလုပ်ထားတဲ့အစားအစာတွေကိုပြောတာပါ many processed food such as ကဲဆက်ချက်ဆိုပြီးတော့နောက်မှဥပမာတွေဘိုင်နေနေရေးထားပါတယ်။ဘာလဲဆိုတော့ can be so can be ဆိုတဲ့အဓိပ္ပာယ်ကအချင်းဖောက်ထားသောအမဲသော အမဲစားနေကိုပြောတာပါအရှင်ဖောက်ထားသောအမဲသားအမဲစားနေဆိုတော့ဒီမှာလည်းပဲ come ဆိုတာဒါ verb 3 adjective ပါ verb 3 adjective အဲ come ရဲ့ adjective ကစားရည်စိန်ထားသောအငန်ရည်စိန်ထားသောဆိုတဲ့ adjective ကိုရတယ်အဲ့တော့ can be can be ဆိုတာဒါအရှင်ဖောက်ထားတဲ့အမဲသားအမဲသားကိုတာရှည်ခံအောင်အငန်ရည်အငန်ရည်စားရည်တွေထဲမှာစိတ်ပြီးတော့ ပြုပြင်ထားတဲ့အစားအစာပါပြုပြင်ထားတဲ့အမဲသားပါ။ကဲနောက်တစ်ခုက can meat ။ကဲ can meat ဆိုရက်အဲ can meat and fish ပေါ့နော်။နောက်ကအဲ can meat can meat or can fish or အဲ can က meat နဲ့ or fish နဲ့ or နှစ်ခုလုံးနဲ့စိုက်ပါတယ်။အဲ can meat and fish ဆိုရက်အဓိပ္ပာယ်ကစီတူဘူးထဲမှာထည့်ထားသောအသားနှင့်ငါး ဆိုတော့ဒီမှာလည်းပဲ cam ဆိုတာ battery adjective ပါစီတူဘူးထဲမှာထည့်ထားတော့ဆိုတဲ့အဓိပ္ပာယ်ကိုရတယ်အာစီတူဘူးထဲမှာဘူးတွေထဲမှာထည့်ထားတဲ့အသားတွေငားတွေကိုပြောတာပါသူတို့ကလည်းတာရှည်ခံအောင်ဘူးထဲမှာထည့်ထားတဲ့အသားတွေငားတွေကိုတာရှည်ခံအောင် chemical ဓာတုဆေးဝါးတွေကိုတုံးပြီးတော့အာစီမံထားတဲ့အစားအစာတွေဖြစ်တယ်ဆိုတော့ဒါဘိုင်းလေးကဒီမှာနှစ်ခုပေးထားပါတယ်ကဲအဲ့ဒီအစားအစာတွေပေါ့နော် are not advisable so ဒီမှာသိထားမယ်စကားလုံးက advisable so advisable ဆိုရဲစကားလုံးက adjective အဓိပ္ပာယ်မသိလျော်တော့ so ဒီဝါကြမှာသူ့ရဲ့အဓိပ္ပာယ်မသိလျော်တော့ advisable ave ဆုံးတော့ဒါ adjective ကဲသူက bear buff ကနေပြီးတော့ဆင်းသက်လာလဲဆိုရင် advice ဆိုရဲ buff ကနေပြီးတော့ဆင်းသက်လာတယ် advice advice အကြံဉာဏ်ပေးသည်ဆိုရဲ့ ဘက်ကနေပြီးဆင်းသက်လာတယ်။နောက်ထပ်ဒီမှာတိထားမယ်အသုံးလေးရော are not divisive ဆိုတော့ဒီမှာသူကညင်းထားပါတယ်။ not are not a divisive အဲဒါလို့ရေးထားတဲ့အတွက်ကြောင့်သူက buff ကိုညင်းထားတာပါ။ Okay ရှေ့ရ unit 1 2အာကြည့်ခဲ့ဘူးတဲ့သူဆိုလို့ရှိရင်ဒါသိတယ်။အငင်း၄မျိုးရှိပါတယ်။ Okay ဘာလဲဆိုတော့အဲဒါတွေပါ။ဆိုတော့ဝက်ကြတဲ့ကြောင်မှာအငင်းတစ်ခုခုနဲ့ ညင်းထားပါညင်းပြီးတော့ရေးရတယ်တကယ်လို့အညင်းတစ်ခုထက်နေမယ်ဆိုလို့ရှိရင်သူကအညင်းမဟုတ်တော့ဘူးဆိုတော့ဒီဝဲကြလေးကိုဘက်ကိုမညင်းမဲနဲ့စကလုံးနဲ့ပြောင်းပြီးတော့ညင်းပြီးတော့ရေးလို့ရပါတယ်ဆိုတော့ advisable ရဲ့ဆက်ညင်ဘက်စကလုံးလေးကိုဒီနေရာမှာတိထားဖို့လိုအပ်တယ်အဲဘာလဲဆိုတော့သူရဲ့ opposite wolf ကဘာလဲဆိုတော့ရှေ့ရ in လေးပေါင်းလိုက်ပါပါ prefix in လေးပေါင်းလိုက်မယ် in advisable ဆိုတော့ are not divisive နဲ့ are in divisive ဒါကအတူတူပဲပါအတူတူပဲပေါ့နော်အာအဓိပ္ပာယ်ကသွားပြီးတော့တူပါတယ်ဆိုတော့ဒါလေးကိုသိထားအောင်အဲ့ဒီစကားလုံးလေးမှတ်ထားပါမယ်ကြည့်ဒါဆိုလို့ရှင်အဓိပ္ပာယ်လေးကိုပြန်ကြည့်မယ် many pros of food အစဉ်စဉ်ပြုပြင်ပြုလုပ်ထားတဲ့အစားအစာများ such as ဘိုင်နေပြောပြီး can be အချင်းဖောက်ထားတဲ့အမဲသားတွေ canned meat and fish စီတူဘူးထဲမှာထည့်ထားတဲ့အသားတွေငါးတွေ such as ကဲတို့တော့ many processed food အစင်စင်ပြုပြင်ထားတဲ့ပြုလုပ်ထားတဲ့အစားအစာတွေဟာ are not advisable အသင့်လျော်ပါဘူးကဲဒါဆိုနောက်ထပ်အဝကြတကြောင်ဆက်ကြည့်ပါမယ် that consumption of these food ဆိုတာက subject ပါဆိုဒီမှာ conception conception ဆိုတဲ့စကားလုံးကိုကြည့်အောင် ဆိုတော့ဒီစကားလုံးက noun ဖြစ်ပါတယ်အတိတ်ဘေကစာသုံးခြင်းလို့အတိတ်ဘေရတယ်ဒါကြောင့်သူနဲ့ဆိုင်တဲ့ word form လေးတွေကိုအမ်မှတ်သားထားရမယ် conception ဒါကစာသုံးခြင်းသူ့ရဲ့ buff ကရှေ့မှာရှေ့ရ survive ဒီထဲမှာပါခဲ့ပြီပါလဲဆိုတော့ consume c o n s u m e consume စာသုံးသည် consume ကိုနောက်ကအာလီကတ်လိုက်မယ်ဆိုရင် consume မှာစာသုံးသူ okay နောက်တစ်ခုက နောက်တဲ့စကလုံးတစ်လုံးတိထားဖို့လိုအပ်တယ်။ဒါကတော့ ave ပေါင်းလိုက်မယ်။ consuave consuave ဆိုရင်ဒါ adjective အဓိပ္ပာယ်စာသုံးနိုင်တော့ဆိုတဲ့အဓိပ္ပာယ်ကိုရတယ်။ဆိုတော့ conception နဲ့ပတ်သက်တဲ့ဒီ word form လေးတွေကိုမှတ်ထားရမယ်။ The conception of this food ဆိုတော့ဒီမှာ this pronoun မှာ this food အဲ့ဒီအစားအစာများဆိုတော့ဒီမှာ this ကဘာညွှန်လဲဆိုတော့ရှေ့ဝက်ကြရေက processed food can be can me and fish ဒါတွေကိုညွှန်တာပါ can be can me and fish အစားရှိတဲ့ processed food တွေကိုညွှန်တာပါ this food is associated with ကဲဒီမှာသိထားရမယ်စိတ်မိနေလေးတွေသိထားရမယ် is associated with ပတ်သက်တယ်ဆက်နွယ်တယ်ဆိုတဲ့အဓိပ္ပာယ်ကိုရတယ်ဆက်ဆက်တယ်ဆိုတဲ့အဓိပ္ပာယ်ကိုရတယ်အဲ့တော့ဒီမှာ associated with နေရာမှာတခြားသောစကားလုံးနှလုံးကိုပြောင်းပြီးရေးလို့ရတယ်ဒါ unit 3ရဲ့မှာ အဲ့လိုမျိုးအာအလေကြာသုံးတဲ့ verb တွေပါဘာလဲဆိုတော့ associated with link to နောက်တစ်ခုက related with အစရှိတဲ့ verb တွေကိုဒီနေရာလေးမှာထည့်လည်ပြီးတော့သုံးလို့ရပါတယ် is associated with high blood pressure ဒါတော့ compound noun ပါ high blood pressure တွေ့တူချင်းကိုပြောတာပါ high blood pressure because they contain a lot of sodium ဆိုတော့အာဒီဝါကြလေးကိုဘာသာပြန်ကြည့်အောင် the consumption of these food အဲ့ဒီအစားအစာတွေကိုစားသုံးခြင်းဟာ is associated with ဆက်နွယ်နေပါတယ်ပတ်သက်နေပါတယ်ဆက်ဆက်နေပါတယ်ဘာနဲ့ဆက်ဆက်မှာလဲဆိုတော့ high blood pressure သွေးတိုးခြင်းနဲ့ဆက်ဆက်မှုရှိနေပါတယ်ဆိုတော့ processed food တွေကိုစားမယ်ဆိုရင် တွေးတိုးလာမယ်တွေးတိုးတာနဲ့သူကဆက်ဆက်နေတယ်တွေးတိုးခြင်းကိုဖြစ်စေတယ်လို့လည်းရေးလို့ရပါတယ် because ဘာကြောင့်လဲဆိုတော့ because ဆိုပြီးတော့ဒီမှာအာသူရဲ့အကြောင်းတရားကိုရေးထားပါတယ် because ဘာကြောင့်လဲဆိုတော့ they သူတို့ဟာ they ဆိုတာ process ဖူကိုပြောတာသူတို့ဟာ contain ပါဝင်တဲ့အတွက်ကြောင့်ဖြစ်တယ်ဘာတွေပါလဲ a lot of sodium sodium အငန်ဓာတ် sodium ဓာတ်တွေတော်တော်များများပါတဲ့အတွက်ကြောင့်ဖြစ်ပါတယ် ဆိုတော့ဒီရှေ့မှာ process food ဥပမာသူပေးထားတယ် can be အဲ့ဒီမှာလည်းပဲဒါ sodium debt ပါတယ်အငန်တက်ပါတယ် can meat meat and fish အဲ့ဒီအစားအစာတွေမှာလည်း sodium အငန်တက်ပါတယ်ဆိုတော့အငန်တက်တွေပါတဲ့အတွက်ကြောင့်သွေးတိုးခြင်းနဲ့ဆက်ဆက်နေတယ်အငန်တွေစားတာများလို့ရှိရင်ဒါသွေးတိုးပါတယ်ဒါဆိုနောက်ထပ်ဝေကြောက်ကြည့်အောင် in addition ဒါအပြင်ဆိုတော့ဒီမှာကျတော့ on the other hand နဲ့ and ရှင်းတာဆန့်ကျင်ဘက်ပေါ့နော်အာရှင်းမှာတော့ပြောခဲ့တယ် on the other hand ဒါက contradicting idea ဆန့်ကျင်ဘက်ဝါကြတွေကိုဆက်မှာကဲဒီမှာကျတော့ in addition ကဲဒါကျတော့ထပ်လောင်းပြီးတော့ပြောမှာကဲရှင်းမှာ process food and process food နဲ့ပတ်သက်ပြီးတော့ပြောခဲ့တယ်အခုဒီမှာလည်းပဲ process food နဲ့ပတ်သက်ပြီးတော့ဆက်ပြီးတော့ပြောမှာဒါကြောင့်မလို့ in addition ဆိုရဲ congestion လေးကိုတုံးနေပေါ့နော် in addition ဒါအပြင် the artificial coloring flavoring so ဒီစကားလုံးလေးကိုကြည့်အောင် artificial coloring flavoring so artificial coloring ဆိုတာကအဲဒီအတိပယ်ကစိုးစေးကိုပြောတာပါ artificial flavoring ဆိုတဲ့အတိပယ်ကကျတော့ပြုလုပ်ဖန်တီးထားတဲ့အရာဓာတ်တွေကိုပြောတာပါဆိုတော့ဒီနေရာမှာသိထားမယ်စကားလုံးက artificial artificial a n ဆုံးနေပါတယ်သူက adjective ပါသူရဲ့အတိပယ်က ြုတ်လုံဖန်တီးထားသောတဘာဝကိုတုပပြီးတော့လူသားတွေကအာပြုတ်လုံဖန်တီးထားတယ်ဆိုလို့ရှိရင် artificial ဆိုတဲ့ adjective ကိုသုံးမယ်တဘာဝအတိုင်းမဟုတ်ဘဲနဲ့တဘာဝကိုတုပပြီးတော့ပြုတ်လုံဖန်တီးထားတယ်ဆိုရင် artificial ဆိုတဲ့စကားလုံးလေးကိုသုံးလို့ရပါတယ် the artificial colorings and flavoring in processed food or chemicals ကဲဒီမှာ chemical အစပေါင်းထားပါတယ်ဒါကြောင့်သူက noun မှာ ဓာတုပစ္စည်းလို့အဓိပ္ပာယ်ရတယ် that can be harmful to our hair ဒါက related clover ရှေ့က chemical ကိုတွားပြီးတော့ညွှန်ပါပါဆိုတော့ဒီနေရာမှာသိထားမယ်စကားလုံးလေးက harmful ဆိုတော့ as uh, selfish full ဆုံးနေတဲ့အတွက်ကြောင့်သူက harmful ကဒါ adjective အန္တရာယ်ရှိတော့ careful ဖြုတ်လိုက်မယ်ဆိုရင် ham h a m ham သူရဲ့မူရင်းစကားလုံးက ham so ham ga bev le ya de noun le ya de bev so lo shin and ye and ye shi di noun so lo shin b and ye so ham fu ham and the word form le ko ti tha ma ke da so le adeve ji ao in addition da a pyin the artificial colorian flavoring in processed food in processed food အစစ်အစစ်ပြုတ်ထားတဲ့အစားအစာတွေမှာဒီ artificial coloring ဆိုးဆေးတွေအန်ပြီးတော့ artificial flavoring လူတွေကပြုလုပ်ထားတဲ့အရာသားတွေဒါတွေက all chemical ဓာတုတက်ပစ္စည်းတွေဖြစ်ပါတယ် that can be harmful to our hair to our hair ကျွန်တော်တို့ရဲ့ကျန်းမာရေးကို that can be harmful ဘေးအန္တရာယ်ပေးနိုင်သောဘေးအန္တရာယ်ဖြစ်စေသော chemical ဓာတုတက်ပစ္စည်းတွေအာဖြစ်ပါတယ်ဆိုတော့ဒီ sixth paragraph ကို အဲနားလည်မယ်လို့ယုံကြည်ပါတယ်။ဒါဆိုရင်နောက်ထပ် survive ကိုလေ့လာကြည့်အောင်ပါ။ကဲဒီ survive မှာတော့အာ self direct and nutrition survive ထဲက seven paragraph နဲ့ပတ်သက်ပြီးတော့ sanity analysis တုံးပြီးတော့ရှင်းပြမှာဖြစ်ပါတယ်။ဆိုတော့သင်ခန်းစာလေးကိုစာလိုက်ပါမယ်။ seven paragraph refined food ကဲရှေ့ရစာပိုက်ထဲမှာပါခဲ့ပြီ refined refined battery refined food ဘယ်လိုစားကြလဲဆိုတော့တန့်စင်ထားသောအစားအစာကဲတန့်စင်ထားတဲ့အစားအစာကိုအမူလသဘာဝအတိုင်းမဟုတ်ဘဲနဲ့အစားအစာထဲမှာပါတဲ့ depth တွေပြတ်သွားအောင် အလွန်မင်းတန့်စင်ထားတာကိုပြောတာပါဥပမာဥပမာပြောမယ်ဆိုလို့ရှင်အာဟိုမှာ အစားစာတစ်ခုအစားစာတစ်ခုအစားစာတစ်ခုကိုအခုနေတိုင်းခွာပလိုက်မယ်တိုင်းရေစေးပလိုက်မယ်ဒါဥပမာပေါ့နော်ဥပမာပြောပြောတာပေါ့နော်တကယ်လို့ရေတိုင်းစေးပလိုက်မယ်ဆိုရင်သူ့ရဲ့အရသာပျောက်သွားဥပမာထားပါတော့ဖျဲသည်ဖျဲသည်လုံးခွဲလိုက်မယ်တဘာဝအတိုင်းဆိုလို့ရှိရင်ခွဲပြီးတော့စားလိုက်အောင်ပဲအဲ့လိုမှမဟုတ်ဘဲနဲ့ဖျဲသည်ကိုခွဲခွဲပြီးတော့အစိတ်လေးတွေကိုရေနဲ့ရေထဲမှာဇလုံးထဲမှာလက်နဲ့ဖြိပ်ပြီးတော့အဲ ပတ်တိုက်ပြီးတော့ save လိုက်မယ်ဆိုလို့ရှိရင်သူ့ရဲ့ show တဲ့အရာသာလေးကိုကြောက်သွားမယ်ပေါ့နော်ဒါ refine အလွန်မင်းကိုမှ refine လုပ်ထားတဲ့အစားစာတွေအလွန်မင်းတန့်စင်ထားတဲ့အစားစာတွေဒီလိုစားစာတွေရဲ့ကျန်းမာရေးနဲ့ညီညွတ်ဘူးဒါကြောင့်လဲဆိုတော့အဲ့ထဲမှာပါတဲ့ depth တွေကတန့်စင်တဲ့အခါမှာကြောက်သွားတယ်ကျော်ပါသွားတဲ့အတွက်ကြောင့်ဖြစ်တယ်ပေါ့နော်ကြည့်ကြည့်အောင် refine food are highly processed food ဆိုတော့ဒါလေးကဒီစကားစုလေးကိုကြည့်အောင်ဆိုတော့ဒါက noun မှာ and ဒါက battery adjective ဒါက adverb so adverb adjective noun ဒီ adverb လေးက adjective ကိုတွားပြီးတော့အထူးပြုမှာ adjective ကဒီနောက်က noun လေးကိုတွားပြီးတော့အထူးပြုမှာပါ highly processed food okay highly processed food ဆိုပြီးတော့နောက်က dash လေးခံထားတယ်ဒါရှေ့ရောက်သွားကြအောင်ပြန်ပြီးတော့ညွှန်မှာ and food that have straight all their original nutrient content and fiber so ဒီမှာ have strip off sorry ဒီမှာမှားနေတယ်ပေါ့နော် have been strip off ဒီညာလေးမှာ beam ဆိုရဲစကလုံးလေးကြံခဲ့တယ် have been strip off so သူက have battery အဲ B battery have been battery ဖြစ်တဲ့အတွက်ကြောင့်မလို့သူက passive point နဲ့ရေးထားပါတယ်အဲ strip off ဆိုရဲအဓိပ္ပာယ်ကဖယ်ထုတ်ပြီးဖယ်ရှားပြီးဆိုရဲအဓိပ္ပာယ်ကိုရတယ်သူက battery ဆိုတော့သူ့ရဲ့ buff 1က တလုံးဖြုတ်လိုက်မယ်ပေါ့နော် strip strip ဖေရှားသည်ဆိုတဲ့အဓိပ္ပာယ်ကိုရတယ် they are original nutrient content they are original nutrient content သူတို့ရဲ့အာမူလမှာမူလမှာပါဝင်တဲ့အာဟာရဓာတ်ပါဝင်မှုတွေအန်ပြီးတော့ fiber အမြင့်ဓာတ်တွေကဲဆိုအဓိပ္ပာယ်လေးကိုကြည့်အောင် refined food တန့်စင်ထားတဲ့အစားအစာတွေဆိုတာ အာဖြစ်ပါတယ် highly processful အလွန်အမင်းအစဉ်စဉ်ပြုပြင်ပြုလုပ်ထားတဲ့အစားအစာတွေဖြစ်ပါတယ်ဆိုတော့ဒါ refined food ရဲ့ definition မှာ refined food ဆိုတာဘာလဲဆိုတော့ highly processful အလွန်အမင်းပြုပြင်ထားတဲ့အစားအစာတွေဖြစ်တယ်ကဲနောက်ကနေထက်ရှင်ပဲ food အစားအစာတွေဖြစ်တယ်ဘလို့အစားအစာလဲ that have been stripped of their original nutrient content their original nutrient content သူတို့ရဲ့မူလအာဟာရဓာတ်ပါဝင်မှုတွေ and ပြီးတော့ fiber အမြင့်တက်ပါဝင်မှုတွေကို the have been street of ဖယ်ရှားထားတော့ဖယ်ရှားထားခြင်းခံရတော့ food အစားအစာတွေဖြစ်ပါတယ် Isamero this food ဆိုပြီးတော့သူကအဲအစားအစာတွေနာမည်ကြီးရှင်းထားပါပြီ Isamero this food include ဆိုပြီးတော့နာမည်ကြီးရေးပြီးပထမတစ်ခု white floor ဆိုတော့ white flaw ဆိုတာအဖြူရောင်ဂျုံမှုကိုပြောတာအဖြူရောင်ဂျုံမှုသူကလည်းပဲဒါ refine food ပေါ့နော် highly processed လောက်ထားတဲ့အစားအစား Okay နောက်တစ်ခုက white rice sampu နောက်တစ်ခုက table sugar Okay table sugar ဆိုစပွဲတင်တကြားကိုပြောတာပါလူတွေစားသုံးနေတဲ့တကြားကိုပြောတာပါတကြားကလည်းပဲဒါ refine food ဖြစ်တယ်ပေါ့အဲ့ပြီးတော့ high fructose corn syrup so high fructose corn syrup ဆိုတော့ပြောင်းပူးကနေထုတ်လုပ်ထားတဲ့တကြားအရှူအီကိုပြောတာပါ high fructose ဆိုတာ fructose ဆိုတာ fructodex ပေါ့နော် fructodex ပါဝင်အလွန်အမင်းပါဝင်ထားတဲ့ corn syrup corn syrup ပြောင်းပူးကနေထုတ်လုပ်ထားတဲ့တကြားအရှူအီကဲသူကကျတော့ဒီတကြားအရှူအီကြတော့ဒီပြောင်းပူးကထုတ်ထားတဲ့တကြားအရှူအီကြတော့ဘယ်နေရာမှာသုံးလဲဆိုတော့ အမ်မုတ်နေလုတ်တဲ့နေရာမှာညာတော့အဖြစ်တုံးနေပေါ့နော်အရှိုးကြီးဘူးကြီးလုတ်တဲ့နေရာမှာအရှိုးကြီးဒီထွင်းတဲ့နေရာမှာထုတ်လုတ်တဲ့နေရာမှာဒီ consider ကိုအများတော့အဖြစ်တုံးနေပေါ့နော်ဟုတ်ပြီအထိပယ်လေးကြည့်အောင် example တော့ this food ဒီအစားအစာတွေရဲ့ဥပမာတွေဥပမာတွေကတော့ include ပါဝင်ပါတယ် white flour အဖြူရောင်ကြုံမှု white rice အဖြူရောင်ဆန်တေဘယ်ရှူကစပွဲတင်တကြားအန်ပြီးတော့ high fructose corn syrup ပြောင်းပွားထုတ်လုပ်ထားတဲ့တကြားအရှိုးကြီး they are not good for our health သူတို့ဟာကဲသူတို့ဟာဆိုတာဒါရှေ့မှာရေးခဲ့တဲ့ဒီအစားအစာတွေပါ refined food တွေကိုပြောတာပါ they သူတို့ဟာ are not good for our health ကျွန်တော်တို့ရဲ့ကျန်းမာရေးအတွက် are not good အသိဉာဏ်ပါဘူးမကောင်းပါဘူး because ဘာကြောင့်လဲဆိုတော့ essential nutrients အရေးကြီးတဲ့အာဟာရဓာတ်တွေ are lost ကြည့်ဒီမှာလည်းပဲဘတ်တူပြီးဘတ်တူဆိုတော့ဒါ passive white မှာ are lost ဆုံးချုံဆုံးချုံသွားတယ်ပျောက်ဆုံးသွားတယ် in food processing အစားအစာထုတ်လုပ်တဲ့နေရာမှာဆိုတော့ဒီ in food processing ဒီမှာ food food processing ဒါကြတော့ နောင်ဖြစ်သွားပါပြီအဲကမ္ဘောင်းနောင်ပေါ့နော် food ကလည်းနောင် processing ကလည်းနောင်အဲကမ္ဘောင်းနောင်အနေနဲ့ရေးထားပါတယ် in food processing အစားအစာထုတ်လုပ်တဲ့နေရာမှာ essential nutrients အရေးကြီးတဲ့အရေးပါတဲ့အာဟာရဓာတ်တွေကို because a loss ဆုံးရှုံးသွားတဲ့အတွက်ကြောင့် for our health ကျွန်တော်တို့ရဲ့ကျန်းမာရေးအတွက် data not good သူတို့ဟာ ီတန့်စင်ထားတဲ့အစားအစာတွေကမကောင်းပါဘူးအသင့်လျော်ပါဘူးဂီတာဆိုလို့ရှိရင်စာပိုက်တွေကိုနားလည်မယ်လို့ယူကြည့်ပါတယ်ဆိုတော့တင်းကစားလေးကိုဒီမှာပဲနားလိုက်ပါမယ်ဘိုင်ဘိုင်ပါ